ီဖွေမှာဝါပင်သီးချိန်တိုင်းကြာရောက်တတ်တဲ့ကြွက်အနေရဲ့။ကချင်ပြည်နယ်ချီဖွေမြို့နယ်ရှိကျေးရွာတွေမှာစိုက်ပျိုးထားတဲ့တောင်ယာစပါးသီးနှံခင်းတွေကိုကြွက်တွေဝင်ရောက်ကိုက်ချက်စားတောက်နေလို့ကောက်ပဲသီးနှံအလုံးဖြက်စီးကာရိတ်သိမ်းစရာပင်မကြံတော့တဲ့အထိဆိုးရွားနေပါတယ်။စိုက်ပျိုးပြီးစီးထားတဲ့တောင်ယာစပါးခင်းတွေဟင်းသီးခင်းရွက်ခင်းတွေမှာပြီးခဲ့တဲ့ဇူလိုင်လနောက်ပိုင်းကစပြီးကြွက်တွေအုပ်လိုက်ဝင်ရောက်ကိုက်ဖြက်စားတောက်နေကြတာဖြစ်ပြီးလာမယ့်နှစ်အတွက် ျိုးစဘာနဲ့တီးနဲ့မျိုးစေ့ပင်မကြံတော့တဲ့အခြေအနေဖြစ်နေပါတယ်။စဘာရိတ်ဆရာမကြံတော့စာဝတ်နေရေးအခုလဲကစကြက်နေပြီပေါ့အခုစောင်းပေါက်လာတော့စိုက်မဲ့မျိုးစေ့တောင်မရှိတော့ဘူးအဲဆင်ရောက်နေပြီလို့ချီဖွေဒေတာခန့်တူကပြောပါတယ်။ ဒီကျွတ်တွေဟာတောင်ပေါ်မှာဝါပင်တွေအတီးတီးတဲ့နှစ်တွေမှာတားပေါက်နှုံများကကျွတ်အုပ်ကြီးတွေဖြစ်နေစိုက်ခင်းတွေလည်းဝင်ရောက်ကိုက်ဖြက်စားတောက်ကြပါတယ်ဒေတာခံတွေကဝါတီးတဲ့ဝါယုံပင်တွေခုတ်ကာမီရှိုးလေးရှိပါတယ်ဒီနှစ်ဝါရာတီးတာကလည်းနည်းနည်းပပမဟုတ်ဘူးတထောင်လုံးတီးတာအဲ့လို၄၅၆တောင်ဆိုတော့ခုတ်တာမီရှိုးတာမလုံးနိုင်တော့ဘူးမနစ်ကအလောက်မတီးဘူးလို့ချီဖွေဒေတာခံတူကပြောပါတယ် ချီဖွေမြို့နယ်တွင်ပြီးခဲ့သည့်2024ခုနှစ်တုန်းကလည်းစိုက်ပျိုးထားတဲ့ကောက်ပဲတီးနှံတွေကိုကျွတ်တွေဝင်ရောက်ဖျက်ဆီးခဲ့ပေမဲ့ရိတ်သိမ်းမှုအနှဲငယ်ကြံခဲ့ပြီးဒီနှစ်မှာတော့မျိုးစေ့ပါမကြံအောင်ဖျက်ဆီးခံရတာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာချီဖွေမြို့နယ်အပြင်ဆွမ်ပရာဘုံပူတာအိုစတဲ့မြို့နယ်တွေမှာစိုက်ပျိုးထားတဲ့စပားခင်းတွေနဲ့ကျွတ်တွေဝင်ရောက်စားတောက်လို့ရိတ်သိမ်းစရာစပားပင်တွေမကျန်တော့တဲ့အထိဆိုးရွားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းကချင်ပြည်နယ်ပူတာဦးခရိုင်မှာကြွက်ပေးကြုံခဲ့ရပြီးတောင်ရစပါးတိနံတွေပျက်စီးဆုံးရှုံးခဲ့တာကြောင့်တောင်သူတွေကိုပြည်နယ်အစိုးရကဆန်ရိတ်ခါပြန်လည်ထောက်ပံ့ပေးပူပါတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကရွာကလူတွေမြို့ကို၃ပုံ၂ပုံလောက်ပြောင်းလာကြတယ်။စားစရာလုံးဝမရှိတော့ဘူးလေအားလုံးကိုဖျက်ဆီးလိုက်ကြတာရွာပါပြောင်းလိုက်ရတာလို့ပူတာဦးဒေသခံတအူးကပြန်လည်ပြောပါတယ်။ကချင်ပြည်နယ်မှာကြွက်ပေးကြောင့် တောင်ရစပါတိနဲ့အာလုံးပျက်စီးကအစာရေစာငတ်မှုမှုကချင်ခေါ်ယူလီကူးဖြစ်ပေါ်ခဲ့လို့လူပေါင်း400ကျော်တည်ဆုံးကအိမ်အောင်စုတထောင်ဝင်းကျင်မြို့ပေါ်ကိုပြောင်းလဲနေထိုင်ခဲ့တဲ့ဖြစ်စဉ်က1989ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်။ဒေသခံတွေဟာပိန်းဦးမပြောဘူးစသည်စားလို့ရတဲ့အရွက်ကုန်ကို ရှာဖွေစားတော့ကအသက်ဆက်ခဲ့ရပါတယ်။လက်ရှိကျွတ်ဘေးအန္တရာယ်ကြုံနေရတဲ့ရွာတွေဟာတောင်ရကိုပဲ အဓိကမိခိုနေရတာဖြစ်ပြီးအခုလိုတောင်ယာတွေပျက်စီးကုန်လို့ငတ်မလာမှာကိုစိုးရိမ်နေကြပါတယ်တက်ဆိုင်ရာအာနာပိုင်းတွေကချွတ်ဖြက်စီးခံရတဲ့စည်ရင်ကောက်ယူတာသာဆောင်ရွက်နေပြီးထိရောက်တဲ့အကူအညီပေးတာမရှိသေးဘူးလို့ဒေတာခန်တွေစီကသိရပါတယ်ဒေတာခန်တွေဟာချွတ်တွေကိုထိထိရောက်ရောက်နှိမ်နှင်းနိုင်တဲ့နည်းလမ်းမရှိဘဲလူရင်အားသုံးဖမ်းဆီးနေရပြီးတ냐ကိုချွတ်ကောင်ရည်ရာနဲ့ချီဖမ်းမိနေတာဖြစ်ပါတယ် ကျွတ်တွေဟာငရုတ်တခွာကြောက်ဖျုံရုံးမတ်တီးနဲ့တောင်ရစပါးခင်းစတဲ့တီးနံစုံကိုကိုက်ဖြတ်စားတောက်နေတာဖြစ်ပါတယ်